အားလုံးပဲမင်္ဂလာပါလို့ကျွန်တော် channel လေးနှုတ်ဆက်လိုက်ပါရယ်ဗျာ Fantasy Premier League ရရော2024-25ရာသီရပြီးဆုံးသွားပြီငငင်းတို့ overall တွေခြေနေကောင်းရလားဒီမှာပြည်က overall ဘယ်လောက်ရှိလဲ International overall မှာဘယ်လောက်ရှိလဲခြေနေတွေကတော့ကျွန်တော်တို့ကတော့ကြမ်းကတ်တယ်ကျွန်တော်တို့ဒီနေ့မှာတော့ကျွန်တော်တို့ Fantasy ကို 2025နဲ့2026မလာခင်မှာကျွန်တော်တို့ငွေငင်းလို့လေညစရင်ကျွန်တော်တို့ပလန်လေးစလိုက်ရအောင်တင်းမှာတော့ငွေငင်းတွေ့တဲ့အတိုင်းပဲခြေနေရမကောင်းခြေနေတွေကဒီဘက်မှာ43မှတ်ပဲရတယ်ဟိုဘောမှာတော့မြန်မာပြည်ပါလောင်း2500ကျော်ရယ်နော် international overall လည်းမရဘူး second overall လည်းမရဘူးဒီနေ့မှာကျွန်တော်ဗာရှိတယ်ဆိုတော့ဒီနေ့မှာကျွန်တော် plan နဲ့နှုတ်ဆက်သွားတယ်ဘယ်ကြီးရတော့ဘာမှပြောစရာစကားမရှိဘူးလဲဆောင်းရဲကြွေတာပေါ့ကွာဒီခေါက်မှာတော့အဲ့ဒါကျွန်တော်တို့ငငင်းလို့နဲ့ခြေနေနေထားတွေဘယ်လောက်ရှိတယ်ဆိုချက်တော့လိုက်ကြည့်အောင်ခြေနေတွေကတော့တန်းတော့တဲ့ဝီမှာရသွားတော့ပက်ဖော်လို့ပါလို့အဲ7မှတ်နဲ့ ေးပက်ဖို့နီကာဆယ်ပွဲမှာတော်တော်ကောင်းသွားတာပဲကိုဝဲကိုသွင်းဝ15မှတ်လောက်ရပါဟမ်ထပ်စပိုက်အင်ဒဝီမှာဘီယရာတင်မတ်တဲ့ကစားသမားတွေအင်ဆိုက်များဆိုတော့ချင်းနေမလားလက်ထပ်စပါအောက်လီမှာဘယ်သူတွေထိနာဝါ2024 25မှာလို့မတ်များဆုံးတော့ထုတ်ဆက်လို့ထရပီယာလို့ဟမ်တင်အောင်တဲ့ဝီမှာရပါကြ24မှတ်ထရပီယာ25မှတ်34မှာ မက်ဒီကောင်းတော့ wicket လေးမှာကျွန်တော်အမက်အများစုရတဲ့ကစားသမားတွေပေါ့ easy လို့16မက်ဒီထုတ်ဆက်24မက်ဂိဝီ33မှာရပါတာပဲ33မှာရပါတာဟိုပါတော့ကိုကဟိုပါတော့ကိုမကြည့်ရဲလောက်ကိုကြောက်နေချက်တော့တွတ်ကြည့်အောင်တငငင်းဟိုပါတော့လေးပါကိုဒီမပါလဲဟမ် is save တငငင်းဟိုပါတော့တွတ်ကြည့်ကြပါမနော်ငငင်းတွေဟိုပါတော့တွတ်ကြည့်ကြပါ ကျွန်တော်ရဲ့ပြိုင်ပွဲလေးမှာပြီးဆုံးအောင်ပြိုင်ပွဲလေးနဲ့မိတ်ဆက်ပေးလိုက်မယ်ဒီပတ်ပွဲနဲ့38မှာတော့ MTA ကရရှိသွားပြီးတော့ဒီကစားသမား upset ဖြစ်သွားသူမလာနိုင်ဘူးသူအောင်က minus 4နဲ့သူကတက်ပြုတ်သွား minus 4နဲ့ဆိုတော့ခုနစက်တမတ်သူကဒုတိယရတော့ညာလေ runner out ကို ikram မြင့် fc ကိုပေးလိုက်ရနေထားပါတော့ public မှာလည်းပြိုင်ပွဲအများကြီးကျွန်တော်အများကြီးတော့မဝင်တော့ဘာမှတော့မဝင်တော့ တော့ကဟောက်တစ်ခုပဲရှိရ94တဲ့စက်ကြီးကကျွတ်စင်ရချက်စီးမှာဘလောက်ရခု10ရာထောင်13တသိန်းကျော်ပဲဟိုဘောင်းမှာခု10ရာထောင်13 93 23တော့ဟမ်သက္ကန့်ချက်ကတော့တက်သွားတာပဲမစိုးပြောမှာမနော်နေထားတယ်အဲ့လိုအဲ့လိုဖြည့်သိရတဲ့နေထားဖြစ်နေတယ် အားကျွန်တော်မြန်မာပြည်ဥပအောင်မှာချက်မိတ်ဆက်ပြီးမယ်။တကယ်ကြီးနေပါเนาะကျွန်တော်တကယ်ကြီးဒီမှာကြဖို့2ဖို့2 1 2 3မှာကိုတကယ်ကြီးတရားပါပါတော့ဗာပြောဂုံယူပါတယ်။ Congratulation မှာတကယ်ကြီးတရားရင်နှုတ်ဆက်လိုက်ပါတယ်။သူ့လည်းလေးလာဖို့ကောင်းတော့မနေ့ကမမတ်ရရဘူး။အမနေ့ကမမတ်ရပဲပြောမှာတိုက်ဆိုင်တယ်ဗောသူက phone connection နဲ့မရရနဲ့ကို့ လူစင်းလေးလေးပဲပါစကားထက်တယ်တော်သေးစကားအရန်အရန်မှာရောက်နေတော့တမက်ပဲရဟမ်စကားစကားအရန်ထားလိုက်နည်းနည်းမှန်သွားသလိုပဲသူကဆာလက်ကိုကပတင်ပြီးတော့အမှတ်20နဲ့အစ်စေးပဲပါတဲ့အသိတော်များပါတယ်ဘာပြောကိုဒီဒီအခိုင်ရတယ်နည်းနည်းမြင်ဘူးတယ်သူ့တယ်သူ့တယ်မြင်ဘူးသလိုပဲ brain နဲ့မှာကျွန်တော်ဟိုဖြစ်ပြီးတော့ ရင်းနဲ့ဘရာဘိုဘရင်းနဲ့ဘရာဘိုအဲ့တငငယ်လို့ချင်းနေပြီလို့ရှိကြအင်းအလိုအလိုဒီနေ့မှာတော့ကျွန်တော်တို့ရဲ့အပိုက်လေးမလောက်ဘူးလားအဖွဲလေးမလောက်ဘူးလားဖက်ပိတ်လေးမလောက်ဘူးပဲပြောရမှာပဲနော်ဖက်ပိတ်လေးမလောက်ဘူးလုံးမမလောက်ဘူးပဲပြောရမှာပဲပြောစရာမရှိဘူးအဲ့ဒါကို ဒီနှစ်များမှာမဆော့ဘူးတဲ့ညီကိုတွေဖိတ်ခေါ်တယ်။ဆော့လို့ကောင်းတယ်နော်တော်တော်အဆင်ပြေတယ်။တော်တော်ညာလဲချိန်နေနေချိန်ခါရအလုပ်တွေလည်းလုပ်နေရတော့နည်းနည်းမအားလက်တဲ့လူတွေလည်းရှိတယ်ဆိုတော့ကျွန်တော်တို့ဘာပြောပြော2 week 2 week ခေါ်ရင်တဝကတော့ကျွန်တော်ရဲ့အမှတ်သားလေးတစ်ခုဖြစ်သွားတဲ့ပုံမျိုးပေါ့ဘာမှမဟုတ်ပါဘူးဥပါဟောလေတော်တော်ကိုဆွဆွဝါးပါပဲ ဘဲယူရအကြဘဲယူရအကြ Okay ဒီလောက်လေးပဲနောက်နေ့မြန်မာကြုံကြံခဲ့ရှိရေတငငင်းလို့နေတူတူပြန်လဲဆုတ်တွေ့ကျင်လို့ပြောရနေတငငင်းလို့ကျွန်တော်ဒီနေရာနဲ့နှုတ်ဆက်ပြီးတော့စပါပြောင်းရွှေ့လေးရဲ့ဘာလို့ရှိသေးတယ်ဒီနေ့မှာမန်ယူကတော့ကွန်ညာရသွားပြီ နောက်ဘာလို့ပြောင်းအောင်မလဲလီဗာပူးကဝစ်တင်ဟိုကောင်လိုက်နေပြောရနော်ဝစ်ကြီးခါခဲ့ဟိုကလေဘုံမောက်ဘဲတောင်မန်း ီကစားသမားတွေတောင်ဝင်သွားတော့လီဗာပူးအတွက်အခြေအနေတော်တော်ကောင်းမှာဆိုအငငင်းတို့ဖန်နစီလေးမိတ်ဆက်ရင်းနဲ့နောက်နေ့မြန်မာကျုံရက်ခဲ့ယူပြန်လဲဆုတ်တွေ့ကြပါနဲ့အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာဖန်တယ်